ယောဟန်အခိုင်းငါးမှာသခင်ယေရှုပြောပြထားတဲ့မိမိရဲ့ဖခင်ဇာတိတော်ကိုယုံကြည်သူတိုင်းသိမှတ်ထားဖို့အလွန်အရေးကြီးပါတယ်။အဲ့ဒီတော့ယောဟန်အခိုင်းငါးအငယ်16ကနေကြည့်ရအောင်ပါ။ယောဟန်အခိုင်းငါးအငယ်16မှာယေရှုကလည်းငါခမဲတော်သည်ယခုတိုင်အောင် အလုလုတော်မူသည် ဖြစ်၍ငါသည်လည်းလုပ်၏ဟု ပြန်ပြောတော်မူ၏။ဒီယောဟန်အခိုင်းငါးအငယ်16မှာ ယေရှုကမိမိရဲ့ဖယားဇာတိတော်နှစ်မျိုးကိုထောက်ဖို့ပြောကြားထားပါတယ်။နံပါတ်၁ယေရှုကငါခမဲတော်သည်လို့မိန့်တော်မူခြင်းဟာမိမိဟာခမဲတော်ဖယားသခင်နဲ့ဖယားဇာတိတော်ညီတူညီမျှတန်းတူဖြစ်သောတားတော်ဖယားသခင်ဖြစ်တဲ့အကြောင်းကိုပြောကြားတော်မူခြင်းဖြစ်ပါတယ်။ယေရှုကငါခမဲတော်သည်လို့ပြောလိုက်တဲ့အ내အတိတ်ပေကို ယူဒဘာသာရေးကောင်းဆောင်တို့ကနားလည်ကြတဲ့အကြောင်းအခန်းငယ်16မှာအခုလိုပြောထားပါတယ်တို့ဖြစ်၍ဥပုံနေကိုဖြတ်သည်တာမကဖယားသခင်ကိုမိမိအဘဟုခေါ်၍မိမိကိုဖယားသခင်နှင့်ပြိုင်နှိုင်းတော်မူသောကြောင့်ယူဒလူတို့သည်ကိုတော်ကိုတတ်ချင်းငါတာ၍ရှာကြံကြ၏အဲ့ဒီတော့ယေရှုကငါခမဲတော်သည်လို့မိန့်တော်မူခြင်းဟာ မိမိဟာခမဲတော်ဖျားခင်နဲ့ဖျားဇာတိတော်ညီတူညီမျှဖြစ်တော်သားတော်ဖျားသခင် ဖြစ်တယ်လို့မိန့်တော်မူခြင်းဖြစ်ပါတယ်။နံပါတ်1ယေရှုကငါခမဲတော်သည်ယခုတိုင်အောင် အလုလုတော်မူသည်ဖြစ်၍ငါသည်လည်းလုပ်၏လို့မိန့်တော်မူခြင်းမှာယေရှုခရစ်တော်က38နှစ်ပတ်လုံးယောဂါဆွဲပြီးမထနိုင်မတွားနိုင်တဲ့လူတစ်ယောက်ကိုဥပုံနေမှာကျမ်းမာပကတိဖြစ်စေတော်မူပြီးအဲ့ဒီလူရဲ့အဲ့ရာကိုလည်း သေဆောင်သွားစေတဲ့အတွက်ယူဒဘာသာရေးကောင်းဆောင်တို့ကယေရှုဟာအိုးပုတ်နေကိုဖျက်တဲ့သူအဖြစ်စွပ်စွဲကြတယ်။ယေရှုကမိမိဟာအိုးပုတ်နေကိုဖျက်တဲ့သူမဟုတ်ဘူး။ခမဲတော်ဖျားသခင်ကພັນစင်းတော်မူသောအရာများကိုပြုစုစောင့်ရှောက်သောအလုပ်ကိုအိုးပုတ်နေမှာလဲလှုပ်တော်မူသည့်အတိုင်းမိမိလည်းခမဲတော်ဖျားသခင်နဲ့အတူအလုပ်လှုပ်တော်မူသောသားတော်ဖျားသခင်ဖြစ်တဲ့အကြောင်းကိုပြောကြားတော်မူခြင်းဖြစ်ပါတယ်။ ယောဟန်အခိုင်းငါအငယ်16မှာလဲယေရှုကအလုံး၌လဲမိမိဟာခမဲတော်နဲ့တလုံးတဝတိဖြစ်ကြောင်းအခုလို ပြောကြတော်မူပါတယ်ယေရှုကလဲတင်တို့အားငါအမှန်အကန်ဆိုသည်ကားခမဲတော်ပြုတော်မူသောအမှုကိုသားတော်သည်မြင်၍သာပြု၏မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင် ခမဲတော်ပြုတော်မူသမျှအတိုင်းသားတော်လဲပြု၏ ယေရှုကအလုံ၌လည်းမိမိဟာခမဲတော်နဲ့တလုံးတဝတည်းဖြစ်ကြောင်းခမဲတော်ပြုတော်မူသမျှအတိုင်းသားတော်လည်းပြု၏လို့မိန့်တော်မူပါれယောဟန်အခိုင်းငါအငယ်27မှာလည်းယေရှုကတကိုးတော်၌လည်းမိမိဟာခမဲတော်နဲ့တလုံးတဝတည်းဖြစ်ကြောင်းအခုလို့ပြောကြားတော်မူပါれခမဲတော်သည်တေလွန်သောသူတို့ကိုထမြောက်ရှင်ပြန်စေတော်မူတကဲ့သို့ထိုနည်းတူသားတော်သည်လည်းအလိုရှိသမျှသောသူတို့ကိုရှင်စေ၏ ခမဲတော်သည်အသက်ပေးပိုင်တော်မူသောသူ ဖြစ်တော်မူသည်နိတူမိမိလည်းအသက်ပေးပိုင်တော်မူသောသားတော်ဖခင်ဖြစ်တော်မူကြောင်းတခင်ယေရှုကမိမိဟာခမဲတော်နှင့်တန်းတူဖြစ်တဲ့အကြောင်းမိမိရဲ့ဖခင်ဇာတိတော်ကိုထောက်ဖို့ပြောကြားတော်မူပါတယ်ယုတိကိုကိုယ်ချင်းကိုခံထိုက်တော်သူဖြစ်ခြင်းနဲ့အခွင့်အာဏာ၌လဲမိမိဟာခမဲတော်နဲ့တန်းတူဖြစ်တဲ့အကြောင်း သခင်ယေရှုကယောဟန်အခိုင်းကအငယ်22ကနေ23မှာအခုလိုမိန့်တော်မူပါတယ် လူအပေါင်းတို့သည် ခမဲတော်ကိုယူသေးသေးနည်းတူသားတော်ကိုယူသေးစေမိအကြောင်း ခမဲတော်သည်အဘယ်သူကိုမျှတရားစီရင်တော်မမူတရားစီရင်ခြင်းအခွင့်ရှိသမျှကိုသားတော်အားအပေးတော်မူ၏သားတော်ကိုမယူသေးတော်သူသည်ကသားတော်ကိုဆေလွတ်တော်မူသော ခမဲတော်ကိုမယူသေးတော်သူ ဖြစ်၏ယောဟန်အခိုင်ငါအခန်းငယ်21ကနေ26မှာယေရှုက လူသားအလုံးကိုတရားစီရင်မဲ့သူ ဖြစ်ခြင်းမှလည်းမိမိဟာခမဲတော်နဲ့တန်းတူဖြစ်သောကြောင့်ခမဲတော်ကိုယိုသေးသေးနည်းတူမိမိကိုလည်းယိုသေးရမယ့်အကြောင်းသခင်ယေရှုကမိမိရဲ့ဖခင်ဇာတိတော်ကိုထောက်ဖို့ပြောကြားတော်မူပါတယ်။ယောဟန်အခိုင်ကအခန်းငယ်30မှာယေရှုကငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့မိန့်တော်မူခြင်းဟာမိမိဟာခမဲတော်ဖခင်နဲ့တလုံးတဝတီးဖြစ်တော်မူသောကြောင့် ခမဲတော်ဖရားရဲ့အလိုတော်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဘယ်အရာကိုမှမိမိမပြုတ်နိုင်ဘူးလို့မိမိဟာခမဲတော်ဖရားတခင်နဲ့ဖရားဇာတိတော်တန်းတူဖြစ်တော်မူသောတားတော်ဖရားတခင်ဖြစ်တော်မူကြောင်းကိုကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ်။ယေရှုသည်ခမဲတော်ဖရားတခင်နဲ့တန်းတူဖြစ်သောထာဝရတားတော်ကမေရောဖရာတခင်ကဲ့သို့ယိုသေးလေးမြတ်ချင်းနဲ့ကိုးကွယ်ချင်းကိုခံထိုက်တော်မူသောထာဝရသားတော်ဖြစ်ပါကြောင်း ားလုံးအပေါ်မှာဖရာသခင်ကောင်းချီးပေးပါစေ